sunscreen နဲ့ပတ်သက်ပြီးတော့အမေးများတဲ့မိန်းကွန်း၅ခုကိုဒီဗီဒီယိုမှာပြောပြပေးမယ်။မင်္ဂလာပါဒေါက်တာယူရီပါအလားပါရေးရဆောင်ဖြစ်ပါတယ်။အမျိုးသမီးလေးတွေလည်းအင်္ဂလိပ်များအကောင်းဆုံးတော့ပါနိုင်ဖို့ဆိုတဲ့စာအုပ်ကို ထုတ်ဝေရေးသားထားတဲ့သူလည်းဖြစ်ပါတယ်။အာတန်တန်းရှိလားဆိုရင်တော့ရှိတယ်။အမ် ဖယ်လာကြောင်းတည်ကောင်းစရာဆိုတဲ့အကြောင်းရင်တကူရေးတန့်ရှင်းမှုနဲ့အနန္တကင်းစင်ခြင်းဆိုတဲ့အကြောင်းလေးရေကို podcast အနေနဲ့ Telegram မှာတော့တန်တန်း channel လေးဖွင့်ထားတယ်။အဲ့တော့ဒေါက်တာစီမှာအရေးပြအလားပါနဲ့ပတ်သက်ပြီးတော့ online ကိုဆွေးနွေးကြတာပဲဖြစ်ဖြစ်စေခံပြကြတာပဲဖြစ်ဖြစ် online ရနေပြီပေါ့เนาะပြီးတော့နောက်တစ်ခုကဒီသဏ္ဍန်လေးတွေအချက်ချနာပဲဖြစ်ဖြစ်အစားအုပ်လေးကို pre order တင်ချင်တာပဲဖြစ်ဖြစ်ဆိုရင်တစ်ခုခုဆက်သွယ်ချင်တယ်ဆိုရင်တော့ မေတ္တာရခံကြတာတကူကကြတော့ဒါတွေကို Facebook မှာပဲပြောပြပါဒါတို့ဒီ Facebook မှာဒေါက်တာယူရီလို့ရှာလိုက်ပါပြီးတော့ chat box ကိုတခါရဲသွားပြီးရောကိုလိုချင်တဲ့ service လေးတွေကို mail လို့ရပါတယ်ဆိုတော့ admin ကတော့အမြင်တဲ့အဲ့ page မှာရှိနေပါလိမ့်မယ်ဆန်းရွှေနဲ့ပတ်သက်ပြီးတော့အမေးများတဲ့မိခွန်းနံပါတ်၁ကဆန်းရွှေမလင်းရင်လက်ချွေးပေါက်ပူကျဲလားလက်ဖြစ်နိုင်တယ်ဘာဖြစ်လို့လဲဆိုတော့တို့အပြင်သွားတဲ့ချိန်ကြရဲဆိုရင်တို့ UV UV violence ပေါ့နော် ultraviolet ဆိုတော့တို့သုံးတယ်ပေါ့အဲ့ဒီနေရဲ့ ်ဒီ ultraviolet ray ရောင် collagen တွေ protein တွေပို့ပြီးတော့ပြက်စီးတယ် DNA level တိပို့ပြက်စီးရပေါ့နေဘူးချိန်ညင်ညင်တယ်လို့ပို့ပြီးတော့ပြက်စီးတယ်အဲ့အချိန်မှာတော့ခုနကပြောတဲ့ဒီ protein တို့ collagen တွေကစပြီးတော့ဆုံးရှုံးလာတဲ့အချိန်မှာဒီချွေးပေါက်တွေစပြီးတော့ကျယ်တဲ့ဟာလေးတွေဖြစ်တယ်အဲ့ဆိုရင်မေးစရာတစ်ခုကကြတော့ဒါဆိုရင်တခြားဟာရောဆန်းရွှင်လေးရင်လုံးဝချွေးပေါက်မကျယ်တော့ဘူးလားဆိုတော့အဲ့လိုမျိုးမဟုတ်ဘူး ချွေးပေါက်ကျဲတယ်ဆိုတာကအိတ်တာတို့ပြီးတော့လေလူးညင်ညမ်းတာတို့ပြီးရင်တကြားတွေရှူကားတွေသွေးသွင်းအချိုဓာတ်တွေများတာအာအင်ဆူလင်များတာပြီးတော့ process food တွေစားတာအာဟာရတွေကြောင့်လည်းချွေးပေါက်ကျဲတယ်ဖြစ်စင်နေတာဖြစ်စီတယ်အဲ့တော့ဆန်းရွှေလိန်လို့တစ်ခုတည်းရဲ့ကြောင့်လည်းချွေးပေါက်ကိုကာကွယ်ပြီးသားတော့မဟုတ်ဘူးအာဒါပေမဲ့မင်းကုန်းခုနကပြန်ကောက်ရမယ်ဆိုရင်ဆန်းရွှေလိန်မလိန်ရင်ချွေးပေါက်ကျဲလားဆိုရင်တော့ yes ဖြစ်နိုင်တယ်အာကျဲနိုင်ပါတ အဲ့တော့ sunscreen နဲ့ပတ်သက်ပြီးတော့မေးများတဲ့မိခွန်းနံပါတ်2က sunscreen လိမ့်ရင်လေတိတ်တိတ်လုံးဝမထွက်တော့ဘူးလေဆိုတော့မဟုတ်ပါဘူး sunscreen လိမ့်လည်းပဲတိတ်တိတ်ထွက်နေရလို့အများကြီးရှိပါတယ်။ဘာလို့ဆိုတော့ sunscreen ကကိုတကယ် quality ကောင်းတဲ့ sunscreen ကိုလိမ့်တာတောင်မှအပြင်ုံသွားရင်နေဘူးတဲ့အချိန်ကြာရင်ပေါ့နော်။အာ percentage အတိုင်းတာတစ်ခုလောက်ထိပဲကာကွယ်နိုင်တာဖြစ်တယ်။ ဆန်းရွှင်တစ်ခုတည်းပဲလိမ်ပြီးတော့တော်တော်များများငါအကုန်လုံးကာမိပြီးကိစ္စမရှိဘူးဆိုပြီးတော့ force ဒီ force security ရနေတာပေါ့နော်ယုံကြည်မှုမှားပြီးတော့ဆန်းရွှင်မလိမ်ပြီးတော့ရှောက်သွားတယ်မာစလမ်မတာအုတ်ထုတ်လည်းမဆောင်မနဲ့သွားကြတယ်ပေါ့အဲ့တော့ဆန်းရွှင်လိမ်ပြီးတော့လည်းတင်းတင်းထွက်နေရလို့အများကြီးရှိပါတယ်အဲ့တော့အကောင်းဆုံးကကြတော့အပြင်သွားရင်ဆန်းရွှင်လည်းလိမ်ပါအဲ့ဒီအပြင် physical protection sun protection mask အုတ်တာအုတ်ထုတ်ဆောင်တာ အာဟာလေးတွေပါလုတ်ပေးပါအာဟာမတရားရာခိုင်လုံးကာကွယ်နိုင်မှာဖြစ်ပါတယ်။နောက်ထပ်မိခွန်းနံပါတ်3ကကြတော့ sunscreen မလိမ့်မဲနဲ့အပြင်သွားတဲ့အချိန်ကြရင်အရေပြားကပိုပြီးတော့ sensitive ဖြစ်နိုင်လာဆိုတဲ့မိခွန်းပေါ့။ဆိုတော့အာဟာကဖြစ်နိုင်တယ်။ဘာဖြစ်လို့ဆိုတော့တို့ဒီအပြင်သွားတဲ့အချိန်ကြရင်ဆိုရင်လေလုံးညံ့တာလည်းရှိတယ်လို့နေအောင်ချီချောက်လည်းရှိတယ်။ဆိုတော့အဲ့ဒီဖြစ်စဉ်နှစ်ခုစလုံးကကြတော့ဒီ ဒီမျက်နှာကို skin barrier ကို weak ပုံဖြစ်သွားစေနိုင်တယ်။အရေပြားကြက်ခိုင်မှုအအောင်ကျသွားစေနိုင်တယ်။အားအကြောင်းအရန်နေပူတဲ့ချိန်မှာဆိုရင်တော့ sunscreen လိမ့်ဖို့ကအရန်လိုအပ်တယ်။ဒါပေမဲ့နောက်ထပ် factor ဖြစ်တဲ့ pollution ကလည်းပါနေတာဖြစ်တဲ့အတွက်ဒါသာအရှိရမေခွန်ပြန်ကောင်းရမယ်ဆိုရင်အပြင်သွားတိုင်းမှာ sunscreen လိမ့်ဖို့လိုတယ်။အဟအရေပြားကြက်ခိုင်မှုအအောင်လည်းပိုကောင်းစေတယ်။ပြီးတော့ master အုပ်ထုတ်ဆောင်တာကလည်းပဲအရေးကြီးတဲ့အချိန်မှာပါတယ်။အဲ့ဒီနှစ်ခုပေါင်းတဲ့ချိန်ကျရင်အရေပြားကြက်ခိုင်မှုအအောင်ပိုပြီးတော့ကောင်းနိုင်တယ်။ နောက်ထပ်မိခွန်းနံပါတ်၄ကကြတော့ဝက်ချန်ထွက်နေရင်လက်ဆန်းရွှေမလင်းရင်ရလားလက်ရပါတယ်ကျွန်တော်တို့ ရတာလူနာတွေကိုဆေးကူးတဲ့အချိန်ကြာတယ်တချို့ဝက်ချန်တွေကရမ်းအလုံးအကြီးပြီးတော့များပြီးတော့တော်တော်ဆိုးနေကြတာရှိတယ်ဖြစ်နိုင်နေဆိုရင်သူတို့တွေက skin care အလွှာတွေအတတ်နိုင်ဆုံးလျှော့ပြီးတော့ဒါတို့ moisturizer လောက်နဲ့ပဲနေရမျိုးလေးတွေရှိတယ်ဆိုတော့အဲ့လိုမျိုးလူတွေတော့က sunscreen မလိုအပ်ဘူးဒါပေမဲ့အပြင်သွားရင်တော့ဒါတို့ physical protection တော့ရအောင်ပြောတယ် mask တော့အုတ်ထုတ်ဆောင်တော့အမြန်ပြောတယ်ဘာလို့ဆို sunscreen အစားထိုးအနေနဲ့ဒါတို့ကဒါကိုလုတ်ကိုလုတ်ခိုင်းရတယ်အဲ့တော့အရန်ဝက်ချန်ဆိုးနေ sunscreen မလိမ့်ချင်ဘူးဆိုရင်ရတယ်မလိမ့်မဲရတယ်ဒါပေမဲ့အပြင်သွားရင်တော့ mask အုတ်ထုတ်ဆောင် ောပြပါနောက်ထပ်မိကွန်းနံပါတ်5ကကြတော့ဟင်းချက်ရင်လဲစမ်းချွဲလိမ့်ပြီးရောလဲချက်ရတာလားတဲ့ဆိုတော့အဲ့လိုချက်เสียမလို့ပါဒါပေမဲ့ကိုကဟင်းချက်တာဘယ်နေရာမှာချက်လဲဆိုတဲ့ပုံမှာမူတီးရပါတော့တကယ်လို့ကိုကအိမ်ထဲမှာပဲအရိတ်ထဲမှာပဲဟင်းချက်တာဆိုရင်ကြတော့နေမှမရှိတာ ကိုယ်မျက်နှာကိုဒီအစီပြင်းဆုံးရှုံးအောင်လုပ်နေတာနေမဟုတ်ဘူးအဲ့ချိန်ကြရင်အဲ့ဒီအပူကပဲလုံနေရအဲ့ဒီဟင်းချက်တာရဟီကအပူကတော်တော်တို့ကိုညုံမဲစေတာအဟာတွေလုတ်ပေးရဆန်စထရီကအဲ့ဒီအပူကိုမကာပေးနိုင်ဘူးဆန်စထရီရအလုတ်ကအပြင်မှာရှိနေတဲ့ဒီ ultra violence ကိုပဲကာတာဒီအိမ်ထဲမှာဖြစ်နေတဲ့ဒီမီးခိုးငွေးချောင်းဖြစ်နေတဲ့ပူတာရဟီတေးဟာကို ဆက်ရွှေလိမ့်ပြီးတော့လည်းမကားနိုင်ဘူးအဲ့လိုမျိုးမျက်နှာပူတာမို့လို့အရေပြားခက်ညင်းညင်းဖြစ်တဲ့ဟာကိုဖြေရှင်းပေးနိုင်တာကကြောင့်တော်တော်တို့ဒီရေခဲကပ်မှာလားရေခဲရေထုံမျက်နှာစိမ်းမှာလားအဲအဲ့လိုမျိုးပုံစံနဲ့ပဲဖြေရှင်းနိုင်မယ်ဆိုတော့အဲ့ဒီအပူကိုအဲအိမ်ထဲမှာရှိနေတဲ့အပူကိုဆန်းရွှေကကားနိုင်တယ်ဆိုပြီးတော့ထင်အောင်ထင်မှာမဖြစ်ပါနဲ့ကဲအခုလောက်ဆိုရင်ဆန်းရွှေနဲ့ပတ်သက်ပြီးကုယူဖြစ်နေတဲ့အမေးများနေတဲ့မိခေါင်း၅ခုကိုတော်တော်ပြောခဲ့ပြီးပြီကိုဘာတွေကိုသိလိုက်ရလဲဒီဗီဒီယိုလေးကိုကြည့်ပြီးရဲ့အချိန်မှာ comment မှာမန့်ခဲ့ပါအောင်နော်